ဟယ်လိုကတိမိုင်းဟာမတိုင်းသူမနဲ့မန်ယူအကြောင်းပြောမယ်ဆိုရင်တော့မလုတ်ပါနဲ့မလုတ်ပါနဲ့ပိုစတောမလုတ်ပါနဲ့တို့ပဲပြောပါရစီဗျာမပြောပါဘူးတော့အရင်ဘက်ကတရင်ကောင်းတွေအတွက်ဆောင်းရန်ဆောင်းရန်လေးတွေပဲဖောက်တယ်ချဖို့ပါတော့อืมအဲ့ဒါတော့လူတယ်ဗျူမတန်ကဟိုတနေ့ကအစီဝေးတက်ထားတဲ့သူဆိုတော့အရှင်းဆုံးလင်းပေးပါအောင်ဗျာ STB တုံးကင် exchange နဲ့အောင်မြင်စွာပြီးဆုံးသွားပြီဆိုတော့ SDG တုံတင်တွေကြောင်းနားလည်ထားဖို့လိုပြီးပေါ့တော့ Besting schedule သေးစိတ်လည်းသိရှိကြပြီ Spring being sorry ပြားရည်လည်း Enrollment ကနေပိုလန်နဲ့တုံကင်လဲဖို့စီးရင်သွင်းဝင်ရနေပြီ STB တုံကင်ထောက်ဝယ်ခြင်းတွေအတွက်ပါအခွင့်အရေးတွေရှိလာဘူးဟမ်အခွင့်အရေးတွေကတလေကြီးပါလားဒါပေမဲ့ကျွန်တော်လိုမျိုးအိတ်ချိန်ဈေးကွက်ထဲမှာဝင်ရောင်းဝင်ဝယ်ဖို့အကောင့်ဖွင့်တာတွေမလုပ်တတ်သေးတဲ့သူတွေဒါမှမဟုတ် ဤပညာအလံဝေးတို့အလိန်ခံရမှာစိုးလို့အခက်ခဲရှိသူတွေအတွက်ရောတော်လန်ဤအကျိုးပြုနိုင်မှု စိတ်ချလက်ချဘယ်မှာဝယ်လို့ရမလဲဆိုတာလေတည်ခြင်းသဗျာ။ဩဒါမြအဝေးကြီးတွားရမလို့ပေါင်းတော့ STD ကစီစဉ်ထားပြီးသားလေလုံခြုံဆုံးနဲ့အရွယ်ကူဆုံးရမ်းကြောင်းကကျမတို့ရဲ့ STD counter Facebook page ပါပဲတော့။ဟမ်အလူလွယ်တာလေဗျာအိတ်ချင်းတွေလို့ USDT နဲ့ဝယ်ရတာပဲမလားမဟုတ်ဘူးတော့အခြား exchange တွေလို USDT နဲ့မဟုတ်ဘဲ STB အကောင့်နဲ့အငင်ကြားငွေကြေး10မျိုးထိစိတ်ကြိုက်ကိုဝယ်ခြင်းတလောက်ပမာဏကိုမင်းမြန်ဝယ်ယူနိုင်မှာတော့อืมဒါဆိုပိုးလွယ်တာဗောဗျာဒါပေမဲ့ counter ပိတ်ချိန်ဖွင့်ချိန်အတွင်းသာလှုပ်ဆောင်နိုင်တာမို့ချိန်အလိုက်ဈေးနှုန်းအပြောင်းလဲရှိနိုင်တာကိုတော့သတိထားရမယ်နော်อืมအဲ့ဒါကတော့မပြောပါတော့ပါဘူး STB counter မှာ ဝေဒါရောင်းတာက SDB ဘန်နာခံတက်အောင်မှာဖြစ်လို့လုံခြုံမှုအပြည့်အဝရှိတယ်လေဒါနဲ့လွဲကားတွေရောမေးရသေးလားဗျ listing တင်ထားတဲ့အချင်းဝါလက်ကိုတုံကင်လွှဲတယ်ဆိုရင်တော့သတ်မှတ်ထားတဲ့အခုခအနည်းငယ်တော့ကြတဲ့မှာပေါ့တော့အဲအဲ့ဒါဆိုတတိထားရမှာတော့ရှိတဲ့ဗျ listing တင်မထားတဲ့ပြင်ပ wallet တွေစီလွှဲမိရင်တော့တုံကင်တွေအပြစ်တိုင်းဆုံးရှုံးသွားနိုင်တယ်ဗျဒီနေရာမှာ SDB ကတာဝန်ယူနိုင်တာမဟုတ်တာကြောင့် ကို asset ကို SDB စနစ်အပြင်ဘက်မှာထုတ်ဖို့တော့လိုသည်ဗျနောက်တစ်ခုက list ပြီးရင်ဘယ်လောက်ရောင်းဝယ်ရှိမလဲဗျရောင်းချင်လာပြီနော်အေးတုံကင်းရဲ့ဈေးနှုန်းမပြိုလဲအောင်ကာဝယ်ပေးမယ် best in schedule ကတော့တုံကင်း list ပြီးချိန်မှာလအတွင်းကိုဆရာခိုင်နှုန်းစပြီးအသုံးပြုခွင့်ပေးမယ်အောက်ဒုတိယလမှာဆရာခိုင်နှုန်းထပ်တိုးပြီးအသုံးပြုခွင့်ပေးမယ်ဖြည့်ပေးတဲ့တလချင်းတလချင်းဟိုးလာတာအချိုးကျ ရာတိုင်းတုန်းပြည့်ပြန့်ဝေပြီးသွားမှာပါတော့ဒါဆိုတိတ်လောလို့တော့မရသေးဘူးပေါ့ဗျာဒါပေမဲ့ကျွန်တော်ကတော့မကြာခင် exchange list မှာအယောင်းဝယ်လုပ်ပြီးငွေတွေဝင်အောင်မှာမြင်ရောင်နေမိတယ်ဗျို့အဲ့ဒီဝင်ငွေတွေနဲ့ဒေါ်လာရေးကိုအထောက်အပံ့ပြုတ်နိုင်ပြီပေါ့ကသိမ်းပါမည်ဒေါ်လာရေးတွေမကောက်ဘူးဗျို့လာမင်းတို့ကျဲစင်တို့ကိုပါအထောက်အပံ့ပြုတ်နိုင်ပြီပေါ့ဗျာကသိမ်းမှာကတော့ကသိမ်းမှာပါပဲတော့